H5N1 ကျတုတ်ကွေးရောဂါကြောင့်ဘိမျိုးမှာကျဥ်ကျတာအယောင်းအဝယ်ကိုနှစ်ပတ်ပိတ်ခိုင်းထားလိုက်ပါတယ်။တင်းတောက်ဟိမာဝင်းကတင်ဆက်ပေးမှာဖြစ်ပါတယ်ရှင်။ H5N1 ကရေးကြောင်းပြည်သူတွေကစက်မှုမရှိစေဖို့တင်းလိုက်တိုင်းဒေတာကြီးကဘိမျိုးနဲ့တဝဲမျိုးတွေမှာချက်ဦးနဲ့ချက်သားကိုဆေးတွေမှာအယောင်းအဝယ်နဲ့ပတ်ရနာပေးဖို့ ဝန်ကြီးချုပ်ဒေါက်တာလက်လက်မော်ကစူလိုင်လ28ရက်နေ့ကဗိတ်ပြည်သူအစည်းအရုံးမှာပြောကြားခဲ့ပါတယ်။ဝန်ကြီးချုပ်ရဲ့လမ်းညွှန်ချက်အရဗိတ်မြို့တွင်စစ်သားကျဦးအယောင်အဝယ်ကိုစူလိုင်လ29ရက်နေ့ကနေဩဂုတ်လ12ရက်နေ့အထိ15ရက်ခန့်ရောင်းချခြင်းမပြုဖို့ဗိတ်မြို့နယ်စီပင်သားရရေးကော်မတီဥက္ကဋ္ဌကကြေညာချက်ထုတ်ပြန်လိုက်တာဖြစ်ပါတယ်။အဲတော့မှလည်းအဲဒီတိကျဖြစ်သွားတဲ့အခါမှာ Israel နိုင်ငံဖြစ်သွားတဲ့အခါမှာ တစ်ချိန်လုံးကျမသတိပေးနေတယ်ဒီချက်တရားမှာဘလို့သိနေတာလဲသတိထားတော့ဟာဘိုးအေးဘိုးကဒီချက်ကြွားတယ်ဘိုးရဲ့ပါဒီချက်မိုးပို့တယ်တစ်ချိန်လုံးကိုကြွားတာတော့မှောင်ချပြီးကြွားတာဆိုတော့မိုးရွာတော့ကမိုးရွာတော့အေးတော့အချက်တရားယောဂဖြစ်တာပါဆိုရင်ဖြင်းဖြင်းနဲ့ပဲအလိုလိုခုအနေထားမျိုးဖြစ်သွားတယ်ဆိုတော့ဟိုဒေတာတစ်ခုလုံးလည်းမကောင်းဘူးပေါ့ဆိုတော့ဒီခါမှလည်းချက်မဲ့တော့ဝင်နေတဲ့နေရာတိုင်းဖြစ်ဘူး ကျဲဥကျက်သားအယောင်အဝယ်ကို15ရက်ခန့်ရပ်ဆိုင်းဖို့အတွက်တတိပေးထုတ်ပြန်လိုက်တဲ့အပေါ်ဗိမ်းမြို့ပေါ်မှာရှိတဲ့ကြက်မွေးမြူရေးလုပ်ငန်းရှင်များမှထိခိုက်နေတာမှုတွေရှိတယ်လို့ပြောဆိုကြပါတယ်။15ရက်ဆိုင်းလိုက်ပြီဆိုလို့ရှင်တော့ဒီမှာတော့မွေးမြူရေးသမားတွေတော့ခက်ခဲရှိမှာလေဒီမှာကျွန်တော်တို့လည်း ်အကုန်လုံးပေါ့နော်အကုန်လုံးမွေးမိသမားတွေတွေ့တော့ဆုံးချက်မှုတွေများတာပေါ့နော်ချက်ကြတော့ဒီတိုင်းထားလုံးမှမရတဲ့ခါအစာလည်းကျွေးရမယ်ရေလည်းတိုက်ရမယ်ပြီးတော့လို့ရှိရင်ဥနှုံးတွေထွက်တယ်ဆိုလို့ရှိရင်ဒီကြက်ဥတွေကဒီတိုင်းမထားအောင်ဆိုတော့ဒါနဲ့အခက်ခဲအခက်ခဲတော်တော်ရှိတယ်ပေါ့ဟိုဖြစ်ချင်တာကတော့ဒီမှာယောဂါပေါ့နော်ယောဂါဖြစ်တယ်ဆိုလို့ရှိရင်တော့ချက်ချင်းအကုန်လုံးနဲ့တက်ဆိုင်တာပေါ့ယောဂါမဖြစ်ဘူးဆိုရင်တော့ ကန့်တဲ့ဒီမြို့အတွင်းမှာဆိုတော့ရောင်းပြီးသိမယ်အဲ့လိုမျိုးပဲကြံပြကြံနေနော်ဒါအပြင်စက်သားကျဲဥအယောင်အဝယ်ပိတ်ပင်တာအပြင်နေဝေးဒေတာတွေမှာလည်းတည်ဆောင်မှုကိုတားမြစ်ထားပြီးလေလံယောဂါကြောင့်တိတ်ဆုံးသွားတဲ့ကျက်တွေကိုဘိတ်မြို့ဈေးတချို့တွေမှာဆက်လက်ရောင်းချမှုတွေရှိနေတဲ့အတွက်စူလိုင်လ28ရက်နေ့ကသက်ဆိုင်ရာအဖွဲ့အစည်းတွေကတွားရောက်တင်စီပြီးကလွန်ကျေးရဘာသာစုံတင်းချိုင်းမှာမိရှို့ဖြစ်စည်းခဲ့ကြောင်းသိရပါတယ်။အဲအခုလိုမျိုးအမိန့်ထုတ်ပြန်လိုက်တဲ့ဌာနဆိုင်ရာနဲ့ကျော်သက်ဆိုင်ရာအစိုးရအဖွဲ့ဝင်တွေကိုကျွန်တော်တို့ကတော့ဒီအခြေအနေလေးကို တည်တည်ချာချာလေးရှင်းရင်တင်ပြခွင့်ရရင်တော့တည်တည်ချာလေးရှင်းရင်တင်ပြပြီးတော့ကျွန်တော်တို့မွေးမြေသမားတွေနဲ့เนาะဆက်နွယ်ဆက်နွယ်အားလုံး ကြီးပြန်နေတာမများအောင်ဆုံးဆုံးမှုမများအောင်အတက်နိုင်ဆုံးကျွန်တော်တို့ဘက်ကိုပြန်ကြည့်ပေးဖို့နော်ပြန်ကြည့်ပေးဖို့ဟိုဒီအမိတ်ကိုဆိုင်းငံ့ပြီးတော့စစ်ဆေးပေးတာမျိုးနော်အဲ့လိုမျိုးလေးလုပ်ပေးစေချင်ပါတယ်တဝဲမျိုးတွေမှာ H5N1 ချက်တုပ်ကွေးယောဂဖြစ်နေတဲ့ဝင်းမျိုးရဲ့ခြံအနီးမှာနေထိုင်တဲ့အသက်17နှစ်အရွယ်ကလေးငယ်တဦးမှာလဲ H1N1 ယာလီတုပ်ကွေးဗိုင်းရပ်ပိုးကူးစက်ခံထားရတယ်လို့တိုင်းဒေသကြီးကုတရဲ့ဦးစီးမှုဒေါက်တာမျိုးတန်းက TVB ကိုပြောပါတယ်ကျမဟေမာဝင်းပါ nói là vừa treo do nào cái tàu nó xin